ရှင်လောက်ခံထူးဆောင်စံစစ်စေးရေးဌာနစသုံးလုံးဟာလစ်လက်နေတဲ့လက်ထောက်ဆောင်စံရေးမှုယာရုနေရ90အတွက်ဝန်ထမ်းတွေ ခေါ်ယူခဲ့ပြီးအဲ့လိုခေါ်ယူတာဟာပြည်သူကိုဖိနှိပ်ဖို့နဲ့တွန်လိုင်းသတင်းတွေစုဆောင်းမှုအတွက်အင်အားဖြည့်တင်းတာဖြစ်တယ်လို့နိုင်ငံရေးလှသူတွေက သုံးသပ်ပါတယ်။စသုံးလုံးဌာနမှာပြီးခဲ့တဲ့2024ခုနှစ်ကလည်းလက်ထောက်ဆောင်စံရေးမှုယာရုနေရများစွာခေါ်ယူခဲ့ပြီး 2024ဇန်နဝါရီမှာလက်ထောက်စုံစမ်းရေးမှူးယာရု65နေရာခေါ်ယူခဲ့ပါတယ်။စာသုံးလုံးဌာနဟာ၎င်းတို့ရဲ့မူလတာဝန်တွေကနိုင်ငံတော်လုံခြုံရေးအတွက်သတင်းတွေစုဆောင်တင်ပြရေးကိုသာပုံမအယုံဆိုင်လာပြီးအခုလိုအင်အားတိုးမြင့်တာဟာတွန်လိုင်းရေးသတင်းတွေထောင်လန်းဖို့ပြည်သူလူထုကိုဖိနှိပ်ရင်းရန်နေရာနဲ့အရေးယူနိုင်ဖို့စစ်ကောင်မရှင်ရဲ့အုပ်ချုပ်ရေးရန်နေရာထိန်းချုပ်ဖို့စတဲ့ရည်ရွယ်ချက်တွေကိုပုံမလှုပ်ဆောင်လာတယ်လို့နိုင်ငံရေးလှလာသူတွေကဆိုပါတယ် မြန်မာနိုင်ငံအာဏာသိမ်းပြီးနောက်မှာစာသုံးလုံးကနိုင်ငံရေးအရအရေးပါတဲ့ဌာနတစ်ခုဖြစ်မြင့်တက်လာတယ်။စစ်ကောင်မရှင်အာဏာတည်မြဲအတွက်ထောက်လန်းစုံစမ်းမှုအပိုင်းကိုအဓိကထားပြီးပိုလုံလာတာတွေ့ရတယ်လို့လေးလာသုံးသက်သူတူက ARD Times ကိုပြောပါရယ်။စစ်ကောင်ဆောင်ဘူဂျုံမှုကြီးမြန်မာနိုင်ငံအာဏာမသိမ်းမီ2018ခုနှစ်မှာအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစာသုံးလုံးကိုနောက်ဆုံးချိန်တိုးချဲ့ဖွဲ့စည်းခဲ့ပြီးစုစုပေါင်းဝန်ထမ်းအင်အား2846ဦးထိရှိခဲ့ပါရယ်။ စာသုံးလုံးဟာစေုပ်စုအာနာသိမ့်ပြီးနောက်ပိုင်းမှာပြည်သူ့ကောင်ဝေးတပ်ဖွဲ့ PDF အမျိုးသားညီညွတ်ရေးဆိုရာ NUG နဲ့ဆက်ဆက်သူတွေနဲ့ငွေကြေးထောက်ပံ့သူတွေကိုထောင်လန်းစုံစမ်းတာ CDM မှာပါဝင်တဲ့ဝန်ထမ်းတွေနဲ့ထောက်ပံ့သူတွေကိုဖော်ထုတ်အရေးယူတာစစ်ကောင်မရှင်ကိုဝေဖန်သူတွေတွန်လိုင်းသတင်းတွေဖြန့်ဝေသူတွေ အထူးသဖြင့်လူမှုကွန်ရက်သုံးစွဲသူတွေကိုပုံမှန်905ကကြီအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေဆက်သွယ်ရေးဥပဒေစတာတွေနဲ့တရားစွဲဆိုနိုင်မှုအတွက်အချက်လက်တွေစုဆောင်းတာတွေလှုံ့ဆော်လာပါတယ်ပုဂိုးတိုင်းရေရာရှိမြို့နယ်စစ်တောင်းမြစ်ရှိဘက်ကန်ရှိရွာသိကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်မရှင်တက်စကန်ကိုအောက်တိုဘာ20ရက်နေ့ကနေပြည်တော်တိုင်းစစ်ဌာနလောက်ရှိတရင်တွင်နဲ့ဖွဲ့စည်းထားတဲ့ဖြူဟာစစ်ကြောင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ ရွာသိမ်းရွာမှာတက်ဖွဲ့အင်အား60ဝန်းကျင်လောက်နဲ့စခန်းချတက်ဆွဲထားတဲ့စစ်ကောမရှင်တက်ဟာအဲဒီလိုတိုက်ခိုက်ခံရမှုကြောင့်တရင်မှုပောင်ဝင်15ဦးသေဆုံးပြီး2ဦးကိုအရှင်ဖမ်းမိခဲ့ကကြံတက်ဖွဲ့ဝင်တွေလည်းအထိနာကဆုတ်ခွာထွက်ပြေးသွားရတယ်လို့ဆိုပါတယ်တရင်မှုဒုဗိုလ်မှူးကြီးညီညီနိုင်လေချောင်းရံကာကွယ်ရေးတပ်လာကတာနှစ်တုံညာနှစ်ကိုကိုတော့အရှင်လက်ရဖမ်းဆီးရမိပေမဲ့ပစ္စတို ထုတ်ပြီးခုခံမှုပြုလုပ်တဲ့အတွက် ြန်လည်ပြစ်ခတ်ရမှာတည်ဆုံးခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။အဆိုပါရွာသိကျေးရွာရှိစစ်ကောင်မရှင်ထိုင်းစခန်းနဲ့ရွာရင်းရှိကင်းစခန်းတွေအားလုံးကိုတော်လိုင်းတပ်ဖွဲ့တွေကအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပြစ်ခတ်မှုတွေကြားမှာပိတ်မိနေတဲ့ဒေသခံတွေကိုလည်းတိုက်ပွဲလို့ရာကိုကဲထုတ်ပေးနိုင်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်မရှင်စီက drone jammer radio လှိုင်းနှောင်းဆက်အထိုင်ဆက်ကြီးတစ်လုံး MA11 တစ်လက် MA3 တစ်လက် G3 3လက်60မမတက်လက်ပစ္စတိုတက်လက်ပါဝင်ကြည်မျိုးစုံနဲ့ဆက်ဆက်ပစ္စည်းတွေကိုသိမ်းဆည်းရမိခဲ့ပါတယ်။လက်ရှိမှာစစ်ကောမရှင်ဘက်ကစစ်ကူတွေဖြည့်ပြီးပြန်လည်စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲငယ်တွေဆက်လက်ဖြစ်ပွားနေပြီးအနီးအနားစစ်တောင်းမြစ်ကန်ဝင်းကျင်ရှိကျေးရွာတွေကဒေသခံတွေအနေနဲ့စစ်ရေးသတင်းနဲ့နေထိုင်ကြဖို့နေပြည်တော်တိုင်းစစ်ဌာနကသတိပေးထားပါတယ်။ ။အေရီတိုင်းဖြာပုံမြို့နယ်ချောင်းတွင်းကျေးရွာရှိတနတဟာယာဆန်ဆက်မှာအော်တိုဘာ၂၁ရက်နေ့ကပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးလူတဦးသေဆုံးခဲ့ကလေးဦးတန်ရာရရှိခဲ့တယ်လို့သိရပါဗျ။စံစက်မှာရှိတဲ့ဖွိုင်းလာအိုးကိုပြုပြင်ကမီထိုးစမ်းတက်ရာကပူချိန်မြင့်တက်မှုကိုမထိန်နိုင်ပဲပောက်ကွဲမှုဖြစ်ပွားခဲ့တာလို့သိရပါဗျ။တည်သွားတဲ့သူကဖွိုင်းလာအိုးကိုလာပြင်ပေးတဲ့သူပါပောက်ကွဲမှုမှာကွဲချင်းပြီးသွားပါတယ်။စံစက်တစ်ခုလုံးနဲ့ပျက်စီးသွားတယ်လို့မျက်မြင်တွေ့ရှိသူတို့က ERI Times ကိုပြောပါဗျ။ ပောက်ကွဲမှုမှာဆန်ဆက်လုတ်သားမျိုးသား၃နဲ့မျိုးသမီး၂တို့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးဖြာပုံဆင်းရုံကိုပို့ဆောင်ထားရတယ်လို့သိရပါတယ်။လက်ရှိမှာဆန်ဆက်ကိုရဲနဲ့မိသက်တွေကလာရောက်စစ်ဆေးနေပြီးဆန်ဆက်ပိုင်ရှင်ကိုအေးအေးယူဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပါကယူကရိန်းကိုဗြိတိန်တပ်ဖွဲ့တွေဆင်လွတ်နိုင်ရေးပေါင်စတာလင်တန်းတရာသုံးဆွဲဖို့အဆင်သင့်ရှိတယ်လို့ ကာကွယ်ဝင်ကြီးဂျွန်ဟီလေးကပြောပါရယ်ဗြိတိန်ရဲ့ယူကရိန်းကိုပံ့ပိုးကူညီမှုကြောင့်ရုရှားသမ္မတဗလာဒီမာပူတင်ကဗြိတိန်ကိုနမတ်တရန်သူဖြစ်ရှုံ့မြင်တယ်လို့၎င်းကဆက်ပြောပါရယ်ဒေါ်နယ်ထရန့်ကရုရှားနဲ့ယူကရိန်းကြားအပြစ်ခံရစဲရေးအကျိုးဆောင်ပေးပါကယူကရိန်းနယ်စပ်တွေလုံခြုံရေးအတွက်ဆေးလွတ်မဲ့နိုင်ငံစုံတပ်ဖွဲ့မှဗြိတိန်တပ်ဖွဲ့တွေပူးပေါင်းမှုအကျိုးတင်ပြင်ဆင်မယ်လို့သူကဆိုပါရယ် ငင်းငိမ့်သဘောတူညီချက်ရရခြင်းဗြိတိန်တပ်ဖွဲ့တွေဆေလုဖို့အဆင်သင့်ရှိနိုင်ကြောင်းဆေလုမဲ့တပ်ဖွဲ့ဝင်တွေထဲမှာမြေပြင်တပ်ဖွဲ့ဝင်တွေပါဝင်နိုင်ကြောင်းသူကဆက်ပြောပါရယ်ခေတ်သစ်ချင်းချောင်းမှုတစ်ခု ရှိလာနိုင်တယ်လို့ဂျွန်ဟီလေးကသတိပေးခဲ့ပြီးဥရောပတိုင်းမှာပြိပခကျပြန့်လာနိုင်တဲ့အနေအထားဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းအကြီးမားဆုံးမဟုတ်ဘူးလို့ဆိုပါရယ်ဗြိတိန်နဲ့ပြင်သစ်ဥဆောင်တဲ့ယူကရိန်းနိုင်ငံကိုနိုင်ငံ30ကျော်ကတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ နိုင်ငံဆောင်တက်ဖွဲ့ဖွဲ့စည်းရေးဆွေးနွေးမှုကိုလန်ဒန်မြို့တော်မှာကျင်းပစေသူကအခုလိုမှတ်ချက်ပြုတာပါရုရှားကကျူးကျော်စစ်ရပ်တန့်မှုသဘောတူမယ်ဆိုရင်နိုင်ငံဆောင်တက်ဖွဲ့ကယူကရိန်းလေပိုင်နက်နဲ့ရေပိုင်နက်ကိုကန့်ကွက်ဆောင်ရှောက်ကာယူကရိန်းတက်ဖွဲ့တွေကိုလေ့ကျင့်ပေးမှာဖြစ်ပါတယ်ဗြိတိန်နိုင်ငံဟာအခုနှစ်တွင်ယူကရိန်းကိုစတာလင်ပေါင်၄.၅ဘီလီယံထောက်ပံ့ခဲ့ပြီးယူကရိန်းကိုလက်နက်နဲ့ငွေကြေးပေးပို့တဲ့နိုင်ငံစုံဖွဲ့ကိုအမေရိကန်နဲ့အတူဥဆောင်ပါတယ် ဒါကြောင့်ယူကရိန်းသမ္မတဇလန်စကီးကဗြိတိန်ကို သူ့ရဲ့အနီးကပ်ဆုံးမဟာမိတ်လို့ခေါ်ဆိုတာဖြစ်ပါတယ်လို့ဂျွန်ဟီလီကပြောပါတယ်ရုရှားရဲ့ချိန်ချောင်းမှုတွေကြုံတွေ့နေရစဉ်နိုင်ငံတကာအခြေအနေပြောင်းလဲမှုကြောင့်စစ်တပ်ကိုခင်မီလက်နက်တပ်ဖွဲ့ဝင်တွေနဲ့အင်အားတိုးချဲ့နေတယ်လို့ဂျာမနီသမ္မတဖရန့်ဝေါ်တာစတေမီယာကပြောပါရယ်ဂျာမနီနိုင်ငံရဲ့စီးရေးဘတ်ဂျက်နဲ့တပ်ဖွဲ့ဝင်အင်အားတိတိတသားတိုးချဲ့မှုကို ဗီယက်နာမြို့တော်မှာဩစတြေးလျသမ္မတအလက်ဇန်ဒါဘန်ဒါဘဲလန်နဲ့ပူရန်သတင်းစာရှင်းလင်းပွဲမှာ၎င်းကခုလိုပြောကြားခဲ့တာပါအနာဂတ်မှာစစ်ပွဲဆင်နွှဲလိုတဲ့ UI ချက်နဲ့ကျွန်တော်တို့ဆင်ရတိုးချဲ့တာမဟုတ်ပါဘူးပြောင်းလဲနေတဲ့နိုင်ငံတကာအခြေအနေအရကျွန်တော်တို့လုံခြုံရေးတူးမြင်ရပါမယ်လို့သူကဆိုပါတယ်ရုရှားရဲ့လုပ်ရက်တွေနဲ့ယူကရိန်းကျူးကျော်စစ်ကြောင်းဂျာမနီနိုင်ငံက ကာကွယ်ရေးနဲ့နိုင်ငံတိုင်းမူဝါဒအသစ်ချမှတ်ခဲ့ရတယ်လို့2005ခုနှစ်ကနေ2006ခုနှစ်ထိ2013ခုနှစ်ကနေ2016ခုနှစ်ထိနိုင်ငံတိုင်းဝန်ကြီးဖြစ်နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဝိုင်းရနိုင်ငံရေးသမား Frank Walter ကပြောပါတယ်။ဥယျာဉ်ပတိုက်မှာလုံခြုံရေးအခင်းကျင်းပြောင်းလဲတာကျွန်တော်တို့စံနာမဟုတ်ပါဘူး။ရုရှားရဲ့ Crimea တိမ်ပိုင်မှုနဲ့ Ukraine ကျူးကျော်ဆင်ကြောင်းလုံခြုံရေးအခင်းကျင်းပြောင်းလဲရတာပါလို့တကောင်းကရှင်းပြပါရတယ်။ ဥရောပတိုက်မှာရုရှားရဲ့လွတ်လပ်မှုနဲ့ဒီမိုကရေစီပေါ်ချိန်ချမှုရှိနေကြောင်းလုံခြုံရေးမူဝါဒကိုကြိုတင်ပြင်ဆင်ရမှာဖြစ်လို့စစ်တမ်းအင်အားတိုးချဲ့နေတာဖြစ်တယ်လို့သူကဆိုပါတယ်